ငငယ်ချင်းတို့အနေနဲ့ power bank နေပါတွေဝယ်ဖို့စဉ်းစားထားတာမျိုးရှိတယ်ဆိုရင်တော့ဒီဗီဒီယိုအစအဆုံးကြည့်ဖို့ကျွန်တော်ပြောလိုပါတယ်ဒီဗီဒီယိုမှာကျွန်တော်ငငယ်ချင်းတို့ power bank တစ်လုံးမဝယ်ခင်တည်ထားတဲ့အရေးကြီးတဲ့အချက်တွေကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ပထမအဦးဆုံးအနေနဲ့တော့ဆိုကြပါစီပါ1000 mAh ရှိတဲ့ power bank ဝယ်မယ်ကိုယ့်ရဲ့ဖုန်းက9000 mAh ဆိုရင်ငငယ်ချင်းတို့တချို့ဘာထင်တာမျိုးရှိလဲဆိုတော့ဒီရဲ့9000 mAh ကို3ညနေတရာပေါ့ဗျာဒီရဲ့1000 mAh power bank နဲ့နှစ်ခါသွင်းလို့ရမယ်ဆိုရင်မှထင်တာမျိုးရှိပါတယ်ဒါမဲ့မရပါဘူးဗျာဒီမှာငငယ်ချင်းတို့ဘလောက်ပဲကောင်းတဲ့ power bank ဝယ်ဝယ်သူ့ရဲ့ full capacity ရောပေးတာမျိုးမရှိပါဘူးဗျာဥပမာ သောတောင်းအမေရှော်ပါဝါဘန့်ဝင်လိုက်တယ်ဆိုရင်9500 8000အထိပဲသူကပြီးမှာဖြစ်ပါတယ်ဘောက်လစ်ဆိုတော့တကယ်ကျွန်တော်ပါဝါဘန့်ကနေဖုန်းထဲကိုအားသွင်းတဲ့အခါဂျားထဲမှာချော energy ကုန်တာမျိုးရှိပါတယ်ဒါကြောင့်ပေါ်ပြ capacity အပြည့်မရတာမျိုးရှိပါတယ်ဗျဒါတော့တည်ထားဖို့လိုတာဖြစ်ပါတယ် ီမှာကျွန်တော် capacity နဲ့ပတ်သက်ပြီးပြောနေတာဆိုတော့1000 mAh ဝေရမလား2000 mAh ဝေရမလား3000 mAh ဝေရမလား4500ကျော်ဘယ်လောက် mAh ဝေရမလဲဆိုတာမေးစရာရှိပါတယ်။ဒါတော့တကယ်ကျွန်တော် usage ပုံမှန်မူတည်တာဖြစ်ပါတယ်။တကယ်ကျွန်တော်ဖုန်းဘယ်နှလုံးကိုအားသွင်းမှလဲပေါ့ဗျာ။ပုံမှန်ဖုန်းတစ်လုံးလောက်ကိုတကယ်ကျွန်တော်ပုံမှန်ပဲအားသွင်းမယ်ဆိုရင်တော့1000 mAh ဆိုရင်လုံလောက်ပြီဖြစ်ပါတယ်။ဒီမှာတကယ်ကျွန်တော်အနေနဲ့ဖုန်းကို heavy use လုပ်တဲ့ media တွေကလည်းမမှန်ဘူးပေါ့ဗျာ။ဖုန်းကိုတော်တော်လေးကိုသုံးတဲ့ game တွေအများကြီးဆော့တယ်။ဒီမှာဖုန်းတစ်လုံးထပ်အပူသွင်းမယ်ဆိုရင်တော့1000 mAh ကတကယ်ကျွန်တော်တို့အဆင်ပြေတာမျိုးရှိပါတယ်။နောက်တစ်ခုအရေးကြီးတာ power bank ဝယ် ဲ့အခါ fake power bank နေမဝယ်မိဖို့အရေးကြီးတာဖြစ်ပါတယ်။ Samsung ကိုကြည့်မယ်ဆိုရင် power bank ထုတ်တာမျိုးရှိပါတယ်။ Redmi Realme တွေလည်းဆို power bank ထုတ်တာမျိုးရှိပါတယ်။ through နဲ့ပေါ်ရတပုံစံ copy ပေါ်ရ fake power bank နဲ့ market ထဲမှာတွေ့မြင်ရတာမျိုးရှိပါတယ်ဒီမှာကျွန်တော်ငွေကြေးနှုန်းကိုပြောချင်တာတော့ power bank တွေဘာတွေဝယ်မယ်ဆိုရင်ယုံကြည်စိတ်ချရတဲ့နေရာနေဝယ်ဖို့ပြောလိုပါတယ် market ထဲမှာကြည့်မယ်ဆိုရင် fake power bank တွေအများကြီးတွေ့မြင်ရတာမျိုးရှိပါတယ်မသိရင်တော့ Samsung တပုံစံပေါ့ဗျာ print နေရာစာလုံးက copy လုပ်ထားတာမျိုးရှိပါတယ် image တွေလုံးကအမှန်ကန်ရေးထားတာမျိုးရှိပါတယ်အလေးချိန်ကိုကြည့်ရမယ်ဆိုရင်အထက်မှာကျော် concrete တွေဘာတွေလောင်းရမလုံးဝပေါ်ရလေးတဲ့ပုံစံလုပ်ထားတာမျိုးတွေရှိပါတယ်အထက်မှာကျော် battery ကဘာမှရှိတာမဟုတ်ပါဘူးဒီမှာကြည့်ရမယ်ဆိုရင်ဒီ fake power bank တွေကိုရှောင်ဖို့ကတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်ဘောက်လ ဆိုတော့သူတို့မှကြည့်မယ်ဆိုရင် safety measure တွေဘာတွေဘာမှသုံးထားတာမျိုးမရှိပါဘူးဗျာ power bank ဆိုတော့အထက်မှာ battery တွေးမြင်ထားတာမျိုးရှိပါတယ်ဒီရဲ့ battery ကပဲအချိန်မဆိုကျော်ပောက်ကွေးနိုင်တာဖြစ်ပါတယ် overheat တွေဘာကြီးကြုံရတာမျိုးရှိပါတယ်ဒါကြောင့်ဆိုတော့ဒီရဲ့ fake power bank နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် safety နဲ့ပတ်သက်ပြီးမှတော်တော်လေးကိုစိတ်ပူရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့နာမည်မရှိတဲ့ power bank တွေပေါ့ဗျာကိုကဒီနာမည်နဲ့ပတ်သက်ပြီးမှလည်းအလောက်ကြီးမကြားဘူးဒီလို power bank တွေကိုရှောင်ဖို့ကျွန်တော်ပြောလိုပါတယ်ဟာ1000 mAh ကတက်တာတာပဲဆိုရင်မှတွိုင်းမှမဝယ်မိပါစေနဲ့ပေါ့လေဆိုတော့အပြေမလာသူက1000 mAh ရှိထားတာဖြစ်ပါတယ်အထက်မှကြည့်မယ်ဆိုရင် ားတော့ mesh battery တွေပါထည့်ထားပေးနိုင်တာမျိုးရှိပါတယ် safety နဲ့ပတ်သက်ပြီးမှလည်းတော်တော်လေးကိုစိတ်ပူရတာမျိုးရှိပါတယ်ဒါကြောင့်တကယ်ကျွန်တော်အနေနဲ့ fake power bank လို့နာမည်မရှိတဲ့ brand တွေက power bank တွေပါရှောင်ဖို့ကျွန်တော်ပြောလို့ပါတယ်ဗျနာမည်ရှိတဲ့ပေါ်ရ company တွေကထုတ်တဲ့ power bank ဆိုရင်တော့အလောက်ကြီးစိတ်ပူစရာမလိုပါဘူးဗျနောက်တစ်ခုကတော့ power bank မှာတွေ့မြင်ရတဲ့ port တွေနဲ့ပတ်သက်ပြီးမှပြောကြည့်ကြည့်အောင်ဗျလက်ရှိအချိန်မှာကြည့်မယ်ဆိုရင်တော့ type b နဲ့ type c ရ universal လို့ပြောလို့ရပါတယ်ဒီမှာတကယ်ကျွန်တော်စီမှာ micro usb နဲ့အသုံးရတဲ့ဟာတွေပါရှိတဲ့အရေးကြီးတဲ့ဆိုရင်တော့ဝယ်ပါဒါမှမဟုတ်ဆိုရင်တော့ဒီ micro usb ကို skip လုပ်လိုက်လို့ရပါတယ် type c နဲ့ type b ပ ါတာကိုပဲအဓိကရွေးချယ်ပါဒီမှာ port တင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တကယ်ကျတော့ဖုန်းဘလုံးကိုတစ်ခါတည်းသွေးမှလည်းပေါ့ပဲ app မှာမူဒီမှာတကယ်ကျတော့ဒါတွေကြီးလို့ရတာမျိုးရှိပါတယ်ဒီမှာကျွန်တော်နောက်တစ်ခုကြီးရမှာ fast charging support လုံးမလို့ကြီးရမှာဖြစ်ပါတယ် type c ရတိုင်းလည်း fast charging တွေ့မြင်ရတာမျိုးမရှိပါဘူးဗျာဒီရဲ့ power bank ကပေါ့ဗျာဒီရဲ့ကျော် quick charge 3.0တို့4.0တို့ support လုပ်လာနောက်တစ်ခုက power delivery pd support လုပ်လာပေါ့ဗျာဒီမှာကျွန်တော်နောက်တစ်ခု power output နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့လက်ရှိအချိန်မှာပေါ့ဗျာတကယ်ကျတော့ဘလောက်ဈေးသုံးသုံးပေါ့ဗျာ output ပေါ့ဗျာ5.2.4 mb ရတော့ output ရွေးချယ်တင်တာဖြစ်ပါတယ် င်းဒါပေမဲ့ဒီကောင်ကိုကြည့်ရမယ်ဆိုရင်တော့ဒီ Apple ရ Fast Charging Support လို့တာမျိုးမရှိပါဘူးဗျ9 volt 2 ampere 12 volt 1.5 ampere တွေကိုကြည့်ရမယ်ဆိုရင်တော့ PT တို့ကျော် Quick Charge တို့ပေါ်ရဒီ Fast Charging နဲ့ Support လို့တာမျိုးရှိပါတယ်ဒီကောင်လည်းရွေးချယ်နိုင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်ဒါပေမဲ့လည်းကျော်ဒီပုံမှန်မူဒီမှဈေးကများသွားတာမျိုးရှိပါတယ်အဓိကအဖြစ်တော့ဒီ Quick Charge တို့ PT တို့ပေါ်ရ Fast Charging Support လို့တဲ့ Power Bank တွေကိုရွေးချယ်တင်တာဖြစ်ပါတယ်ဒီမှာကျွန်တော်နောက်တစ်ခု Build Quality နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ Plastic Build နဲ့လာတဲ့ Power Bank တွေတွေ့မိရတာမျိုးရှိသလို Metal Build နဲ့လာတဲ့ Power Bank တွေလည်းတွေ့မိရတာမျိုးရှိပါတယ်တကယ်ဆို Metal Build နဲ့လာတဲ့ Power Bank နေကိုကြည့်မယ်ဆိုတော့ဈေးကတော့များလာမျိုးရှိပါတယ်။ဒါပေမဲ့ plastic pillow ဆိုရင်လည်းလုံလောက်ပေးဖြစ်ပါတယ်။နည်းနည်းချုံနာမည်ကြီး brand တွေက power bank တွေပါတယ်ဝယ်သုံးတယ်ဆိုတော့သူတို့မှသုံးထားဒီ plastic bill ကိုကြည့်ရမယ်ဆိုတော့ quality ကောင်းတဲ့ချုံ plastic တွေကသုံးထားတာမျိုးရှိပါတယ်။တခြား feature တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ power bank မှာအားဘလောက်ရှိလဲပေါ့ရဒါကဘလို့ပုံစံနဲ့ပြတဲ့ power bank တွေလိုချင်လဲဥပမာပြောရမယ်ဆိုရင် display ပုံစံနဲ့ပြတဲ့ power bank မျိုးလိုချင်လား LED indicator နဲ့ပြတဲ့ power bank မျိုးလိုချင်လားတခြား feature တွေကိုကြည့်ရမယ်ဆိုရင် wireless charging ရတဲ့ power bank တွေလည်းအများကြီးတွေ့မြင်ရတာမျိုးရှိပါတယ်။ဒါပေမဲ့ဒီကောင်တွေကိုကြည့်ရမယ်ဆိုတော့ဈေးကများတာမျိုးရှိပါတယ် တခြားအရေးကြီးကြီးရမှာတော့ safety နဲ့ပတ်သက်ပြီးမှပဲဖြစ်ပါတယ်ဥမာကျော်ဒီရဲ့ power bank က overcharge protection နေရှိလားမရှိဘူးလား short circuit protection နေရှိလားမရှိဘူးလား temperature overheat protection နေရှိလားမရှိဘူးလားဒါတွေကြီးပေါ်ကလည်းအရေးကြီးတာဖြစ်ပါတယ်နောက်တစ်ခုအရေးကြီးတာ power bank ကနေမှကြီးမယ်ဆိုရင်ဒီရဲ့ safety certification နေတွေ့မြင်ရတာမျိုးရှိပါတယ်ဒီကောင်တွေရှိမရှိပေါ့ဗျာဥမာပြောရမယ်ဆိုရင် power bank နေမှရေးထားတာမျိုးရှိပါတယ် CE တို့ FCC တို့ RO HS တို့ပေါ့ဗျာအဲဒီကောင်တွေတကယ်ကျတော့တစ်ချက်ကြီးပေါ်လိုတာဖြစ်ပါတယ်နောက်တစ်ခုအရေးကြီးတာတော့တကယ်ကျတော့ left lower မှာ power bank ဝင်လိုက်တယ် power bank နဲ့ဖုန်းသွင်းတဲ့အခါ power bank ကတအားပူတာမျိုးပဲဖြစ်စေ power ောက်ပန်းကအားပိုရရုတ်တရက်ကျသွားတာမျိုးပဲဖြစ်စေဒီလိုအနေထားမှာကြည့်မယ်ဆိုရင်ဘက်ထရီမှာ error တွေပါရှိနေတာမျိုးဖြစ်ပါတယ်ဒီမှာတကယ်ကျုံနာမည်ရှိတဲ့ brand တွေကဝယ်ထားတယ်ဆိုရင် warranty တွေပါတွေ့မြင်ရတာမျိုးရှိပါတယ်တကယ်ကျုံ warranty တွေပါတွေပို့ဖို့ကျွန်တော် ပြောလို့ပါတယ်ဗျာ ဒီမှာကျွန်တော်အခုဖော်ပြပေးလိုက်တဲ့အချက်တွေပါလိုက်ကြည့်မှာတကယ်ကျွန်တော် power bank တွေပါတွေဝယ်မယ်ဆိုရင်တော့လုံးဝတကယ်ကျွန်တော်တို့အတွက်တင်တော်တဲ့ power bank တစ်လုံးကိုရရှိမှာပဲဖြစ်ပါလိမ့်ဗျ။ Okay ဒါဆိုတကယ်ချင်းအားလုံးအနေနဲ့ကျွန်တော်အခုဖော်ပြပေးလိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျ။ဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါဗျ။တကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျ။အခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ။